်မင်္ဂလာပါရှင်ကျွန်မကတော့ချီချိုဆမ်းပါ DPPU မြန်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါရမယ်ပဲခူးတိုင်းနတ်တလင်းမြို့နယ်ကကျေးရွာ20ကျုံမှာစက်ခိုင်ရေးပါတီဆိုင်မုတ်တွေမိရှုဖြက်စီခံခဲ့ရတဲ့အတွက်ပြည်သူ30ဝန်းကျင်ကိုစစ်ကောင်စီတပ်ကဖမ်းဆီးခဲ့တယ်လို့ဒေသခံတွေကပြောပါရယ် နတ်တလင်းမျိုးရဲ့အနောက်ချက်မှရှိတဲ့ရွာပေါင်း20ကပြည်သူတွေကစစ်ကောင်စီတပ်ယူကောက်ပွဲကိုစန့်ကျင်ကြောင်းပြသတဲ့အနေနဲ့ကြက်ခိုင်ရေးပါတီဆိုင်ဘုတ်တွေကိုမိရှုဖျက်ဆီးခဲ့တယ်လို့သိရပါဗျ။နိုဝင်ဘာ29ရက်နေ့မှာပါတီဆိုင်ဘုတ်တွေမိရှုခဲ့တယ်လို့တန်တရားရှိသူအမျိုးသားအယောက်30ဝန်းကျင်ကိုစစ်ကောင်စီတပ်ကပါတီဇုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကိုနှောက်ယှက်ဟန့်တာဖျက်ဆီးခြင်းမှကာကွယ်ပေးရေးဥပဒေအရဖမ်းဆီးခဲ့တယ်လို့ဒေသခံတွေကပြောပါဗျ။ လက်ရှိမှာတော့ဖန်စီခံထားရသူတွေကို တာပွန်ရဲစခန်းမှာစစ်ဆေးမေးမြန်းနေပြီးပြန်လည်လွတ်မြောက်လာခြင်းမရှိသေးဘူးလို့သိရပါတယ်။လက်ရှိမှာစစ်ကောင်စီတပ်ကပါတီစုံဒီမိုကရေစီအထွေထွေရေကောက်ပွဲများကိုနှောက်ယှက်ဟန်တာဖျက်ဆီးခြင်းမှကာကွယ်ပေးရေးဥပဒေအကြောင်းပြချက်နဲ့ပြည်သူ248ယောက်ကိုဖမ်းဆီးထားပြီး209ယောက်ကိုအမှုပြင်ထားတယ်လို့ DPP ကကောက်ယူရရှိထားတဲ့အချက်လက်တွေအရသိရပါတယ်ရှင်။ ရိနီပြည်နယ်မှာစစ်တပ်ကအာဏာသိမ်းပြီး9နှစ်တာကာလအတွင်းရပ်သားနဲ့စစ်ပေရှောင်ပြည်သူ130ကျော်သေဆုံးခဲ့ရတယ်လို့တိုးတက်သောကရိနီပြည်သူအင်အားစု PKPF ကဒီဇင်ဘာလ1ရက်မှာထုတ်ပြန်ထားပါတယ်2020ခုနှစ်ကနေ2025ခုနှစ်နိုဝင်ဘာလ30ရက်အထိရပ်သားနဲ့စစ်ရှောင်133ယောက်အထိသေဆုံးခဲ့ရပြီးပြီးခဲ့တဲ့နိုဝင်ဘာလတလတာအတွင်းပြည်သူ12ယောက်သေဆုံးခဲ့ရတယ်လို့ဆိုပါတယ် စစ်ကောင်စီတပ်ရဲ့လေကြောင်းလက်နက်ကြီးနဲ့ဒရုန်းတိုက်ခိုက်မှုတွေကြောင့်ဖေကုံဒီမော့ဆွန်နဲ့ဖားဆောင်ဘက်ကသူတွေသေဆုံးတာများတယ်လို့ PKPF ပြန်ကြားရေးတာဝန်ရှိသူကပြောပါတယ်ငါးနှစ်တာကာလအတွင်းမတရားဖမ်းဆီးခံရသူအယောက်160နဲ့နေအိမ်ပေါင်း3219လုံး၊ဘာသာရေးအဆောင်60ခု၊စာသင်ကျောင်း30၊ဆေးရုံစေကံ19ခုထိခိုက်ပျက်စီးခဲ့ရတယ်လို့ထုတ်ပြန်ကြမှာပါရှိပါတယ်။ လေကြောင်းကနေတက်ခိုက်မှုပေါင်း2111ကြိမ်ပြုလုပ်ခဲ့ပြီးတိုက်ပွဲပေါင်း1482ကြိမ်ဖြစ်ပွားခဲ့လို့ဆိုရတယ်2025ခုနှစ်အတွင်းစစ်တပ်ကဒရုန်းနဲ့ပုံကျဲတာတွေလက်နက်ကြီးနဲ့ပစ်ခတ်တာတွေကိုစတိုက်ပြုလုပ်ကာထိုးစစ်ဆင်နေတဲ့အတွက်တော်လိုင်းအင်အားစုတွေနဲ့ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့မြေပြင်သတင်းရင်းမြစ်တွေကပြောပါတယ်ရှင်။ ။အောက်ပေါက်လကလေးကစတင်ပြီး NGO INGO ဆေးပိတ်ခန်းတွေမှာ ARDC အပါအဝင် TB နဲ့ငှက်ဖျားယောဂအတွက်ပုံမှန်တောက်သုံးရတဲ့ဆေးဝါးတွေကို MOH National AIDS Program NAB လို့ခေါ်တဲ့စစ်ကော်မရှင်ရဲ့ကျန်းမာရေးဝန်ကြီးဌာနကပဲဓာတ်ရိုက်ထုတ်ပေးနေတာဖြစ်ပါတယ်။စစ်ကော်မရှင်ရဲ့ကျန်းမာရေးဝန်ကြီးဌာနမှာ ARDC ထုတ်မယ်ဆိုရင်ကိုယ်တိုင်ထုတ်ယူရမှာဖြစ်ပြီးလူစားထိုးထုတ်လို့မရသလို့ လူနာကကျမ်းမာရေးမကောင်းလို့မလာနိုင်ရင်ထုတ်ယူလို့မရဘူးလို့ပြည်ရင်းခြေဆိုင် HIV ကာကွယ်ရေးလုပ်ငန်းတွေကူညီလှုပ်ဆောင်ပေးခဲ့သူတယောက်ကဆိုပါတယ်စစ်ကော်မရှင်ရဲ့ကျမ်းမာရေးဝန်ကြီးဌာနကစီကံတချို့ကြောင့်ဆေးထုတ်ယူရသူတွေအတွက်အခက်အခဲတွေအများကြီးကြုံနေရတယ်လို့လည်းသူကဆိုပါတယ်လူသားမျိုးတော့မရဘူးအမကကျမကကျမရေမကောင်းဘူးကျမအိပ်ရတဲ့လဲနေနေအဲဒါမှသူ့ဖေးရသွားထုတ်ပြီးတော့မပေးဘူးအဲ့လိုပဲခဏလိုက် ဒီကောင်တင်းကျလိုက်တာပေါ့ဆရာမရေအဲ့အဲ့လိုဖြစ်သွားတယ်ပြီးဆိုရင်တို့ကဟိုဟိုလူသားထောက်မရဘူးပြီးဆိုရင်ကျမတို့ကကားတင်ပြီးလို့မရဘူးဥပမာဆိုရင်လူနိုင်ဘုကကစကြောင်းထိုးနေလို့မလာနိုင်ဘူးနိုင်နေသိလို့မလာနိုင်ဘူးထားပါတော့အဲ့ဒါဆိုရင်အရင်ချိန်နေတော့ကျမတို့ကားတင်ပေးရတဲ့စေဘူးလေးတွေကားတင်ပေးလိုက်တာပေါ့နော်ကျကဟိုအစိုးရဌာနမှာတော့ထုတ်ပြီးဆိုအဲ့လိုအားလည်းတင်မပေးဘူးဟိုလူနာကိုကိုယ်တိုင်လာမှပဲသူကထုတ်ပြီးတော့အဲ့လိုအခက်အခဲရှိရပါ့ ဒေတာရဲမငင်းချမ်းနာတွေကလည်းလူနာတွေအတွက် အခက်အခဲတစ်ခုတည်းမှာပါတယ်လို့လည်းသူကဆိုပါတယ်။ရေစကြိုမြို့မှာနေထိုင်တဲ့ ARDC နှစ်ရှည်တောက်သုံးနေရသူတူကလည်းဒေတာရဲထိတွေ့တိုက်ပွဲတွေဖြစ်တဲ့အခါဈေးကိုကိုယ်တိုင်သွားမထုတ်နိုင်တဲ့အတွက်အခက်အခဲတွေကြုံနေရတယ်လို့ဆိုပါတယ်။သူရဲ့ပြောကြားချက်ကိုတော့လုံချုံကြီးချီနေရ DVB သတင်းတောက်တယောက်ကအတန်အစားထုတ်ဖတ်ကြားပေးထားပါတယ်။အရင်ကဆေးထုတ်ပေးတာ၄နေရာလောက်ရှိတယ်လေ။ ဲ့တော့ဆေးထုတ်ရတာအေးစေးပဲအခုကျဆေးထုတ်ပေးတာအစိုးရစင်တာတခုလည်းတွားရတာအဆင်မပြေဘူးကိုတွေကရေစတိုးမှနေတာလမ်းကြောင်းပိတ်တာတွေစစ်ကြောင်းထိုးတာတွေကြောင့်မတွားနိုင်တာတွေရှိတယ်လေအရင်ကကားနဲ့တင်ပေးလိုက်တာတွေရှိတယ်အခုကျကိုယ်တိုင်တွားထုံးမှဆိုတော့အခက်ခဲတွေရှိတာပေါ့ Antiretroviral Therapy ARD ဆိုတာသွေးနဲ့ကိုယ်ခန္ဓာအတွင်းအရေးတွေထဲမှာရှိနေတဲ့ HIV ရောဂါပိုးတွေကိုဆက်လက်မပြောင်းပွားအောင်ထိ ंछ ုပ်ပေးနိုင်တဲ့အဓိကဆေးဖြစ်ပါတယ် ARDC ဟာနေ့စဉ်အချိန်မှန်တောက်ပေးရတဲ့ဈေးဖြစ်ပြီးတရမ်းမှပြက်ကွက်လို့မရပါဘူး။ပြက်ကွက်ခဲ့တဲ့ရက်တွေအချိန်နောက်ကျမှတောက်မိတာတွေများလာတဲ့အခါမှာပိုးဟာဈေးရင်ပါသွားပြီးဈေးမတူတော့တဲ့ပြဿနာတွေဖြစ်လာနိုင်ပါတယ်။ ARDC မတူတော့ဘူးဆိုရင် အရင်တောက်တဲ့ဈေးပမာဏထက်ပိုများတဲ့ပမာဏကိုတိုးတောက်ရတာတွေလုပ်ရပါတယ်။တကယ်လို့ဈေးမတောက်တဲ့အချိန်ကြာလာတာနဲ့အတူ CD4 လို့ခေါ်တဲ့ ကိုခန္ဓာအားတွေဆုပ်ယုပ်လာတတ်ပြီး HIV ပိုးကောင်ရည်ထင်းချုံနိုင်မှုမရှိတော့ဘဲသွေးစစ်ကြည့်တဲ့အခါပိုးကောင်ရည်တွေတက်နေပြီးတော့ opportunistic infection လို့ခေါ်တဲ့အခွင့်အရေးယူရောဂါတွေပါ ခန္ဓာကိုယ်အတွင်းအလွယ်တကူဝင်ရောက်လာနိုင်ပြီးကုသရခက်ခဲတဲ့အခြေအနေရောက်လာနိုင်ပါတယ်။ဒီလိုနဲ့ AIDS ရောဂါအဆင့်ထိရောက်ပြီး အသက်ဆုံးရှုံးတဲ့အထိဖြစ်သွားနိုင်ပါတယ်။အဲ့ဒီလိုအရေးကြီးတဲ့ ARD ဈေးကိုထုတ်ယူရမှာ HIV ပိုးရှိသူတွေအနေနဲ့အခက်အခဲကြုံတွေ့နေကြရတာပါ။ဒါဟာအာဏာသိမ်းစစ်တပ်ကချမှတ်ထားတဲ့မူဝါဒကြောင့်ဖြစ်ပြီးအဲ့ဒီမူဝါဒတွေမဖြေလျှော့သမျှလူနာတွေအတွက်ခက်ခဲနေအောင်ပဲလို့ DVB ကမေးမြန်းခဲ့တဲ့စေနာဝန်ထမ်းတစ်ယောက်ကပြောပါတယ်။အစဉ်ပြေလားဆိုမပြေပါဘူး။ခက်ခဲပါတယ်။အစဉ်ပြေမှုတစ်ခုကိုပြောပါဆိုရင်သူတို့ရဲ့မူဝါဒလမ်းထဲတိုင်းနဲ့သွားနိုင်မယ်။သူတို့ရဲ့စီကံအတိုင်းလုပ်နိုင်မယ်ဆိုရင်တော့ဒီလိုမျိုးသေးရမှာပါ။ ဒီကတော့ဒီမှာကမူဝါဒတိုင်တိုင်းကြီးကဟိုစကေရှော့တိပေါ့နော်ချက်ခဲနေဦးမှာပေါ့ဒီကြားရတဲ့နေဆက်နေဆက်ပဲသွားနေအောင်အလုံးကလူနာတွေလည်းဒီခါစီပါရေးချက်တာတခြားတမန်သက်သေးတွေလည်းခုနေစိတ်တို့ထားတယ်တခြားအဲလူနာတွေလည်းတော်တော်ခက်ပါတယ် AIDS TV နဲ့ငှက်ဖျားယောဂါတိုက်ဖျက်ရေးအတွက်ဆောင်ရွက်နေတဲ့ကမ္ဘာလုံးဆိုင်ရာကျန်းမာရေးအစီအစဉ် Global Fund ဟာ2024-2026အတွက် မြန်မာမှာ HIV တိုက်ဖျက်ဖို့ရည်ရွယ်ပြီးဆေးဝါးနဲ့စံသက်ကရိယာဝယ်ယူဖို့တည်ယူပို့ဆောင်မှုနဲ့ကျန်းမာရေးဝန်ထမ်းဇေယျတွေအတွက် American Dollar 85သန်းကနေ102တန်းကြားထိရထားတယ်လို့သိရပါတယ်။လက်ရှိမှာ CDM လှုပ်ရှားမှုတွေနဲ့နိုင်ငံရေးမတည်ငြိမ်မှုတွေကြောင့်စစ်ကော်မရှင်ကျန်းမာရေးဝန်ကြီးဌာနအောက်ကဆေးရုံဈေးကန်းတွေမှာဝန်ဆောင်မှုပေးနိုင်တဲ့ဝန်ထမ်းရေအတွက်တိတိတသာရော့သွားပြီး အခုလို NGO တွေလက်ထဲကနေ လုပ်ပိုင်권ပြောင်းယူလိုက်တဲ့အခါစေဝါထုတ်ပြီးတဲ့လူအင်အားမနိုင်တာတွေလည်းဖြစ်နေပါတယ်။ကျမမြတ်သစင်ပါရှင်။ TPP ရုံးမြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ရတာပါအားလုံးကိုကျေးဇူးတင်ပါတယ်ကျမကတော့ချီချိုဆန်းပါရှင်